တင်ဆက်ပေးမယ့်သတင်းကတော့အပြည့်ခရဲ့စရေးကိုရှို့ပေါက်တဲ့အစ္စရေးကိုအမေရိကန်တတိပေးလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်နဲ့အစ္စရေးကစစ်ပွဲပြီးဆုံးပြီလို့အတည်ပြုခဲ့ပြီးမှအပြည့်ခက်ရဲ့ဆဲတာကိုစတင်ရှုဖောက်တယ်လို့လှောက်ဆောင်ခဲ့တဲ့အစ္စရေးကိုပြည်တင်ဝေဖန်လိုက်တယ်လို့သိရပါဗျ။ဒေါ်နယ်ထရန့်ကအင်္ဂါနေ့မနက်ပိုင်းမှာအီရန်နဲ့အစ္စရေးကြကစနေရက်ကြာကြာမြင်ခဲ့တဲ့စစ်ပွဲပြီးသွားပြီဖြစ်တယ်လို့နှစ်ဖက်လုံးဟာအပြည့်ခက်ရဲ့ဆဲဘူးကိုသဘောတူညီခဲ့ကြတယ်လို့ပြောကြားခဲ့တာပါဗျ။ အဲ့လိုပြောကြပြီးနောက်မှာအစ္စရေးဘက်ကအီရန်နိုင်ငံမြို့တော်တီဟီရန်မှာရှိတဲ့စစ်ပတ်အဆက်အအောင်တအုပ်ကိုတိုက်ခတ်ခဲ့တယ်လို့သတင်းတွေထပေါ်လာခဲ့တာပါဒေါ်နယ်ထရန့်ကအစ္စရေးအနေနဲ့တိုက်ခိုက်မှုတွေမလုပ်ဘဲနဲ့ငြိမ်ငြိမ်နေဖို့ကျွန်တော်ပြောချင်ပါတယ်အီရန်ရောအစ္စရေးပါဒေအိစားကမရက်ဘဲနဲ့ရှေ့ဆက်လို့ရှိရင်ဘလောက်အနေရကြီးတယ်ဆိုတာကိုကောက်ကောက်သဘောပေါက်ဖို့လိုပါတယ်လို့ပြောကြခဲ့တာပါအီရန်အနေနဲ့ဂျာယဝင်ကြီးကအစ္စရေးဘက်ကစတင်တိုက်ခိုက်တာမျိုးလုပ်လာလို့ရှိရင်တော့အီရန်ဘက်ကတုတ်ပြန်တိုက်ခိုက်မှာဖြစ်တယ်လို့ပြောကြခဲ့ပါတယ်။ ဒီတဲ့ကိုတော့ညင်းကြောင်းအောင်ပြပို့လာပါ